အားလုံးပဲမင်္ဂလာပါရှင်။ Sense Diary Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။တမဒီနေ့ပြောပြပေးချင်တာကတော့ Be at or laziness ဆိုတဲ့စာအုပ်လေးတွေက No work 24/7ဆိုတဲ့အပိုင်းလေးကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်။ No work 24/7တနေ့ကအလုပ်လုပ်နေစရာမလိုပါဘူး။20 years from now the only people who will remember you work late are your kids. အနည်း20ကြာသွားတဲ့ခါမှာကိုအလုတ်တွေတအားလုတ်ခဲ့တာကိုမှတ်မိနေတဲ့သူတွေကကိုယ့်ရဲ့ခလေးတွေပဲဖြစ်ကြပါလိမ့်မယ်လို့စီဟေးဘလွန်ကဒီစကားစုတွေနဲ့ပြောကြမူပါတယ်အလုတ်တွေပိုပြီးထိရမှုရှိလာစေဖို့ဒီရွယ်ချက်တွေကအလုတ်ကိုပို့လုတ်ဖို့မဟုတ်ပါဘူးအဲ့ဒါနဲ့ပြောင်းပြန်ပါပဲဒီရွယ်ချက်ကတော့ ကိုယ့်ရဲ့အလုပ်တွေကိုအချိန်တိုအတွင်းမှာပြီးများအောင်လုပ်ဆောင်နိုင်ပြီးတော့မိတ်ဆွေတွေမိသားစုတွေကိုအချိန်ပေးနိုင်ဖို့ပဲဖြစ်ပါတယ်။တကယ်လို့ကိုကအချိန်နဲ့အကြာကြီးအလုပ်လုပ်နိုင်မယ်ဆိုရင်ကိုယ့်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ရောလုံနိုင်တဲ့စွမ်းရည်ရောနှစ်ခုစလုံးကြာလာလို့ရှိရင်ထိခိုက်လာနိုင်ပါတယ်။ရုံးမှာတနေ့ကို7နာရီလောက်အချိန်ခုန်ပြီးတော့ကိုယ့်ရဲ့ဘဝရဲ့တခြားလိုအပ်တဲ့အစိတ်အပိုင်းတွေကိုလူလူရှူတာကိုကိုယ်တိုင်မထိုက်တန်ပါဘူး။ တခါတလေဆိုရင်တော့အဆင်ပြေတယ်ဒါပေမဲ့အချိန်နှလုံးနေခြင်းကတော့ကိုယ်ကိုထိခိုက်ပါလိမ့်မယ်ထုတ်လုံးမှုစွမ်းရည်တွေတိုးတက်ဖို့ကိုယ့်ရဲ့အချိန်ဘလောက်ကုန်ခဲ့သလဲဆိုတာနဲ့မတိုင်းတာပဲအလုပ်တွေဘလောက်ပြီးမြောက်အောင်လုပ်နိုင်ခဲ့သလဲဆိုတာနဲ့ပဲတိုင်းတာတယ်မှာလေတချို့လူတွေကကိုယ့်ကိုယ်ကိုစိတ်နှမှုရရှိစေဖို့အတွက်ရုံးမှအချိန်တွေအကြာကြီးပုံနေပြီးတော့အလုပ်လုပ်တတ်ကြပါတယ် သင်ဘာလို့အလုပ်တွေအများကြီးလုပ်နေရတာပါလဲသင်ရဲ့ရည်မှန်းချက်တွေကိုသင်ကမရောက်သေးဘူးဆိုလို့ရှိရင်သင်အရေးကြီးတဲ့အရာတွေကိုရှောင်ဖယ်ပြီးရောအရေးမကြီးတဲ့အရာတွေကိုလုပ်နိုင်တာလည်းဖြစ်နိုင်ဖို့များပါတယ်အရေးမကြီးတဲ့အရာတွေကအမှန်တကယ်အရေးကြီးတဲ့အရာတွေကိုလုပ်ကင်ဖို့အတွက်သင်ကိုအနှောက်အယှက်ဖြစ်စေပါတယ် အရင်မကြည့်တဲ့အရာတွေကိုလုံနေတာကအရေးကြီးတဲ့အရာတွေကိုခြံထားတာဒါမှမဟုတ်ရွှေ့ဆိုင်တာဒါမှမဟုတ်လို့ကြောက်လို့ရှောင်ပြေးတာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲဒါကြောင့်မို့လို့ကိုယ့်အတွက်တကယ်အရေးကြီးတဲ့အခြေခံကြတဲ့အရာတွေကနေထွက်မပြေးပါနဲ့ရှောင်မပြေးပါနဲ့အဲဒါတွေကကိုလိုချင်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုကိုလိုချင်တဲ့အရာတွေကို ကြအောင်လှုပ်ဆောင်ပေးနိုင်တဲ့ဟာတွေဖြစ်ပါတယ်။ရေးကြီးတဲ့အရာတွေကလုတ်ကလာခတ်တဲ့အတွက်တချို့တွေကအဲ့ဒီဟာကိုမလုတ်ပဲနဲ့တခြားအရေးမပါတဲ့ဟာတွေကိုလိုက်လုတ်ပြီးတော့ကိုကုတ်ကိုမအားဘူးဆိုပြီးတော့ပုံဖော်တတ်ကြပါတယ်။တမတ်ဆိုလည်းဒါကိုအမြင်တမ်းလို့အဲမကြခဏဆိုလို့ဒါကိုဖြစ်ဖြစ်ပူပါတယ်။ရေးကြီးတဲ့အရာကိုလုတ်ကမှကြောက်လို့အဲ့ဒီရဲ့ risk တွေကြောက်လို့တများတွေပြောမှကြောက်လို့ ဆိုပြီးတော့အသက်ဆက်တင်ရမှာကြောက်လို့စတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့ကိုတကယ်အရေးကြီးတဲ့အရာကိုရဲ့ရှိမှတ်ချက်ကိုဖြစ်စေတဲ့အရာလေးကိုမလုပ်ပဲနဲ့တန်တဲ့အရေးမပါတဲ့အရာတွေလိုက်လိုက်လုပ်ရင်လိုက်လုပ်ရင်လည်းတနည်းကုံသွားတယ်တနည်းကုံသွားပြီးတော့ငါမအားလို့ဒီအရေးကြီးတဲ့ဟာကိုမလုပ်ဖြစ်လိုက်ဘူးဆိုပြီးတော့ကိုကိုကိုပြန်ဆင်ကြည့်ပေးတယ်ဒီလိုမျိုးတွေလုပ်ခဲ့ဘူးပါတယ်တစ်ခါတလေအစ်ကလည်းအဲ့လိုမျိုးပဲလုပ်နေသေးပါ အဲ့ဆိုတော့လူတီးမင်းတို့အနေနဲ့မိမိရဲ့အလုပ်တွေကိုဒီလိုမျိုးလုပ်နေနေလားပြန်ပြီးတော့စမ်းစစ်ကြည့်ပါကျမတို့ရဲ့ဘဝဟာတူတောင်းပါတယ်ဘဝတစ်ခုလုံးကိုအလုပ်လုပ်ပြီးတော့အချိန်မဖြုံးပါနဲ့တကယ်လို့နောက်ဆုံးအသက်ကြီးလာတဲ့အခါကျမတို့မှပြန်ပြီးနောင်နာရနေရင်အဆင်မပြေပါဘူးအသက်ကြီးလာလို့ရှိရင်ကိုယ်ဘာတွေအတွက်နောင်နာရလာလဲပြန်ပြီးတော့စဉ်းစားကြည့်ပါကိုယ့်ရဲ့လက်ရှိဘဝကိုလည်း ပြချာခံစားနိုင်ဖို့လိုပါတယ်။လက်ရှိကိုလုံနိုင်တဲ့အရာတွေကနောက်ပိုင်းမှာလုပ်ဖို့အခွင့်အရေးမရနိုင်ပါဘူး။ဥပမာအသက်80ပြီတော့မှခရီးတွေထွက်ပြီးတော့ဒီခရီးထွက်ရခြင်းအရာတာကိုခံစားလို့မရနိုင်ပါဘူး။ less is more ဆိုတဲ့အတိုင်းပါပဲနည်းနည်းလေးကပိုပြီးများတယ်နည်းနည်းကပိုကောင်းတယ်အတိတ်ပဲကအလုတ်နည်းနည်းလုတ်ပြီးတော့ profit အများများရခြင်းကအလုတ်အများကြီးလုပ်ပြီးတော့ဘာမှမထိရောက်ခြင်းထက်ပိုပြီးတော့ကောင်းပါတယ်။တကယ်လို့သင်ကအလုတ်အများကြီးလုပ်နေရပြီးသင်ရဲ့ရင်းနှီးချက်တွေကိုမရောက်နိုင်သေးဘူးဆိုရင်ဖြစ်နိုင်ခြင်းနှစ်ချက်ရှိပါတယ်။နံပါတ်၁တစ်ချက်ကသင်ကထင်သလောက်ကြိုးစားအထောက်မှုမရှိရပါအချိန်အများစုမှာပြင်းရည်နေပြီးတော့ကုကုကူတော့စူးစမ်းနေရလို့အထင်မှားနေတာနံပါတ် မှားရင်းတဲ့ဟာတွေလုပ်နေမိတာကိုယ့်အတွက်အရေးမကြီးတဲ့ဟာတွေကို အရာပေးပြီးလုပ်နေမိတာဖြစ်နိုင်ပါတယ်အချိန်အများစုကိုအရေးမပါတာတွေလုပ်ပြီးတော့အချိန်ကုန်ပြီးတော့ကိုယ့်အတွက်တကယ်ရည်မှန်းချက်တွေကိုပေါ်ဆောင်ပေးနိုင်မယ့်အရေးကြီးတဲ့အလုပ်တွေကိုမလုပ်ဘဲရှောင်ပြေးနေတာပါသင်ရဲ့လုပ်ဆိုင်မှုတိုင်းမှာပြန်ရမယ့်အကျိုးတွေရလက်တွေရှိပါတယ်ချို့အလုပ်တွေကသင်ဘဝမှာ လောက်လာမယ်ကြံတဲ့အလုတ်တွေတဲ့အများကြီးပို့ပြီးတန်ဖိုးရှိပါတယ်အလုတ်တွေအရေးမပါတဲ့အလုတ်တွေလုတ်ပြီးရောကိုကိုကိုအာယုံနောက်မခံပါနဲ့ be productive not busy ဆိုတဲ့စကားလိုပါပဲခီရောက်ပါစေဒါပေမဲ့အလုတ်မများပါစေနဲ့တကယ်လို့ကိုက၁၂နာရီလုံးလုံးအရေးမပါတဲ့ အလုတ်တွေကိုလုံနေမိမယ်ဆိုရင်ဘဝကြီးကဘာမှအသေးစိတ်မရှိပါဘူးကိုယ့်ရဲ့ရည်မှန်းချက်တွေစီကိုရောက်ရှိစေမယ်20ရာခိုင်နှုန်းတော့အလုတ်တွေကိုပဲလှုပ်ဆောင်တင်ပါတယ်လမ်းတစ်ဝက်ရောက်ပြီးမှအနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာငါဟာလမ်းမကြီးကိုကြောက်နေမိပြီဆိုတာမျိုးမဖြစ်စေပါနဲ့သူများရဲ့အိမ်မက်တွေအတွက်လည်းအလုတ်မလုပ်ပါနဲ့ကိုယ့်ရဲ့အိမ်မက်တွေအတွက်အလုတ်လုပ်ပါ ဟုတ်ကဲ့အခုပြပြသွားတဲ့အကြောင်းအရာလေးတွေကိုအတင်းကျုံနေနဲ့ပြန်လည်းပြောပြရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်မှန်းချက်တွေအောင်မြင်ဖို့ကိုယ့်ရဲ့အိမ်မက်တွေကိုရောက်ရှိဖို့အလုပ်ကိုပြင်ပန်းကြီးစွာလုပ်ရမှာမလို့ပါဘူး24/7တနေကုန်ကြီးအလုပ်လုပ်နေဆရာမလို့ပါဘူးအဓိကအားဖြင့်အရေးမပါတဲ့အလုပ်တွေကိုမလုပ်ဘဲနဲ့ကို့တော့အဲ80 20 principle လိုမျိုး80ရာခိုင်နှုန်းသောအကျိုးမြတ်တွေကိုယူဆောင်လာပြီးမဲ့20%သောအရေးကြီးတဲ့အလုပ်တွေကိုလုပ်ဖို့ကအဓိကပါပဲ။ကိုကကိုယ့်ရဲ့အလုပ်တွေကိုဘယ်လိုပုံစံမျိုးနဲ့လုပ်နေမိရလဲ။အရေးမပါတဲ့အလုပ်တွေကိုပဲလုပ်နေမိသလားအရေးပါတဲ့အလုပ်တွေကိုလောကမှာကြောက်လို့ရှောင်ပြေးရင်းနဲ့အရေးမကြီးတာတွေကိုပဲကြောက်လုံနေပြီးတော့ခုခုကိုအလုပ်များခြင်းအောင်စောင့်နေပါသလား။အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဘယ်တော့မှကိုလိုချင်တဲ့ ြည်မှတ်ချက်ကိုရောက်နိုင်မှာမဟုတ်ပါဘူး။အဲ့တော့လူချင်းမင်းတို့အနေနဲ့ကလည်းဒီနေ့ပြောပြသွားတာလေးရဲ့ကဘယ်အချက်တွေကလူချင်းမင်းတို့ကိုမှတ်သားနေစေပါသလဲ။ဘယ်အချက်တွေကိုလူချင်းမင်းတို့အနေနဲ့တိုက်နှက်တပါသလဲ။လူချင်းမင်းတို့ကတော့မိမိတို့ရဲ့အလုပ်ကိုလုပ်တဲ့အခါမှာဘလိုမျိုးလုပ်နေပါသလဲ။ကိုယ်တွက်တကယ်အရေးကြီးတဲ့အရာအလုပ်ကိုတိတိယောက်ယောက်လုပ်ဖြစ်ပါသလား။ဒါမှမဟုတ်အရေးမပါတဲ့အလုပ်ကြီးလုပ်ပြီးတော့အချိန်ဖြုံးမိနေပါသလား။ ဟုတ်ကဲ့လူကြီးမင်းတို့ရဲ့အတွေ့အကြုံလေးတွေမှတ်သားလိုက်မိလားလေးတွေကိုအစီအပြင်းနဲ့ဆိုရင်အောက်က comment box ထဲမှာမျှဝေပေးခဲ့ပါအောင်ရှင်အားလုံးပဲမင်္ဂလာရှိသောနေ့လေးကြပါစေကိုစိတ်နှပြသေးရန်ဝါ၍ကျမ်းမှာချမ်းသာတော်မူကြပါစေရှင်